င်္ဂလာပါရှင်။မန္တလေးခေတ္တ channel နဲ့ပြန်လဲကြွဆွန်လာပြီပါရှင်။ကျမတို့ channel ကနေတော့ဆွေးနွေးတဲ့များကိုစတင်တင်ဆက်ပေးနေမှာဖြစ်ပါရှင်။မင်းအောင်နိုင်ကို ICC တရားရုံးက parental ရဲ့ဆက်လက်လှုပ်ဆောင်နေပြီးမကြမီမှာ parental ထွက်ရှိမှာဖြစ်ကြောင်းသိရှိရပါတယ်။အကြံဖက်မင်းအောင်နိုင်အပေါ်မှာအပိပိဆိုင်ရာရာဆိုးတရားရုံး ICC က parental ရဲ့လုပ်ငန်းစီမံဆက်လက်သွားနေပြီးမကြမီမှာမင်းအောင်နိုင်ကျွဲ ICC parental ထွက်ရှိလာမှာဖြစ်ကြောင်းဒီတဲ့အခြေဆိုင်မြန်မာရိုဟင်ဂျာအတိတ်ဥက္ကဋ္ဌဥထွန်းခင်ကပြောဆိုထားဖြစ်ပါရှင်။ ရခိုင်ပြည်မှာရင်းချလူမျိုးတုံးတက်ဖြတ်မှုအတွေ့ပြည်မှုထင်ရှားခြင်းမြန်မာစကောက်ဆောင်မရနိုင်ဖို့ဖန်ရထုတ်ပြန်ရန်နိုင်ငံတကာရာစုတရားရုံး ICC ရဲ့ရှေ့နေရှုပ်က ICC တရားရုံးတွင်ရှောက်ထားခဲ့ပြီးဖန်ရထွက်ရှိရန်လှုံ့ဆော်နေပြီလို့သိရပါဗျ။ ICC Parent ထုတ်ဖို့ကတော့ရှေ့နေချုပ်ကတင်ပြထားပြီးဆိုတော့လအနေငယ်တော့ကြာလောက်ပါတယ်ဒါပေမဲ့သူတို့ process ကနေနေတော့ကြာပါတယ် ICC ရှေ့နေချုပ်ကနေ Parent ထုတ်ဖို့ဟာကိုလှုပ်ထားပြီးပြီးဆိုတော့အချိန်ကအရေးကြီးတော့အရန်ကြီးတော့တိတ်မကြာလောက်တော့ပါဘူး Parent ထုတ်လာပါလိမ့်မယ်ဖလပိုင်းသမရဒူတာဂျီကိုလည်း ICC ကဖမ်းဆီးသွားခဲ့ပြီဖြစ်ပါတယ် ICC ရဲ့ main online ပေါ်မှာ Parent ချက်လိုက်ရင်တော့တော်တော်လေးကိုတယောင်မှုရှင်းနိုင်ပါတယ်လို့ထွန်းကင်ကပြောဆိုထားပါတယ် 2016ခုနှစ်2018ခုနှစ်များအတွင်းမြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်မှုတပ်ဖြတ်မှုလိုင်းများနဲ့မြန်မာနိုင်ငံမှာဘင်္ဂလားဒေ့နိုင်ငံသို့ရိဂျာများထွက်ခွာလာမှုနဲ့နောက်ဆက်တွဲရာဇဝတ်များကို ISIS တရားရုံးက2019ခုနှစ်နိုဝင်ဘာလစနေနေ့မှာစတင်ပြီးစုံစမ်းစစ်ဆေးခဲ့ကြောင်းကြက်ကြက်ပြက်ပြက်လွတ်လပ်ပြီးတမာတမာကြတဲ့စုံစမ်းစစ်ဆေးမှုအပြီးစစ်တပ်ကကွယ်ရေးဦးစီးချုပ်မင်းအောင်လိုက်ကလူသားမျိုးနဲ့အပေါ်မှာကျွမ်းခဲ့တဲ့ရာဇဝတ်များအတွင်းရာဇဝတ်ကျွမ်းတဲ့ဒီကို ISIS တရားရုံးကစုပ်ဖြတ်ကောက်ချက်ချခဲ့ကြောင်း ။စစ်တပ်ကရိန်ဂျာများကိုညှဉ်းပန်းတပ်ဖြတ်မှုများနဲ့နှင်းထုတ်မှုများကိုမြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့နိုင်ငံတို့တွင်ကျူးလွန်ခဲ့ကြောင်း ICC ကထုတ်ပြန်ထားပါတယ်။ချုပ်ပြင်းအာဂျင်တီးနားနိုင်ငံရှိတရားရုံးကလူသားမျိုးနွယ်အပေါ်မှာကျူးလွန်နေတဲ့ဆေးရဆုမှုဖြင့်ဖန်ရန်ထုတ်စစ်ထားမှုမှာလည်းနိုင်ငံတကာရဲ့ချက်ပွင့်အင်တာပိုထံသို့အနည်းအောင်အဆင့်ထုတ်စစ်ပြီးဖန်ဆင်းနိုင်ရင်မှလည်းတက်ဆိုင်ရာတရားရုံးနဲ့အင်တာပိုအကြောင်းလုပ်ငန်းစဉ်များဆက်လက်ဆောင်ရွက်နေကြောင်းသိရပါတယ်။ဒီကမ္ဘာလုံးကလည်းရိုဟင်ဂျာလူမျိုးတုံးတစ်ဖက်မှအကြွယ်အထောက်အထားတွေပတ်သက်တဲ့ဟာတွေ 2021ခုနှစ်နောက်ပိုင်းမှာအကြပ်ဖက်စကားအဆောက်ကလူသားမျိုးနဲ့အပေါ်မှာဆက်ရစမှုကျွမ်းလန်တာတွေရဲ့မဟုတ်မတရားဖန်ဆီးထားပြီးတော့ရွာတွေကိုမီးရှို့တာတွေဖန်ဆီးအကျဉ်းချတက်ဖြတ်နေတာတွေရစမှုတွေကလည်းမနေပါဘူးအကြပ်ဖက်စကားဆောင်မြန်မာနိုင်ငံရဲ့အနိုင်ငံတကာမှာရှိနေတဲ့ပုံရိပ်ကဆိုးထက်ဆိုးလာပါတယ်တချို့နိုင်ငံတွေကသာသူကို head of state ဆိုပေမဲ့အကြပ်ဖက်မြန်မာနိုင်ငံပတ်သက်လို့ဆိုးလာနိုင်တာကသူနဲ့ပတ်သက်လို့နိုင်ငံတကာက sanction တွေအများကြီးချထားပြတာဖြစ်ပါတယ်အမေရိကန်အစိုးရကလည်း Rohingya တွေအပေါ်မှာ ဂျီနိုဆိုက်လုပ်တယ်လို့ကြေညာချဖြစ်ပါရယ် ICC တရားရုံးရောအာဂျင်တီးနီးယားတရားရုံးကဖန်ရန်တွေကမြန်မာ့အပေါ်မှာအများကြီးကိုတရားမှုရှိပါတယ်လို့အထွန်းခင်ကဆက်ပြောဆိုထားပါတယ်အပြည့်ပြည့်ဆိုင်ရာရာဇဝတ်တရားရုံး ICC အပအဝင်နိုင်ငံကတရားရုံးများတွင်မြန်မာနိုင်ငံစစ်ကောင်စောင်းများကိုတရားစွဲဆိုနေမှုများအပေါ်မှာစိုးရိမ်စရာမရှိကြောင်းအကြမ်းဖက်စစ်ကောင်စောင်းပြောရေးဆိုခွင့်ရှိသူပူချုံစောမေထွန်းကလည်းပြောဆိုသွားခဲ့တာဖြစ်ပါရယ် ဆက်လက်ပြီးတော့ရွေးကောက်ခအစိုးရထံမှနိုင်ငံတော်တာဝန်များကိုဒီမိုကရေစီစံနှုန်းများနဲ့အညီလွှတ်အပ်ပေးသွားမှာလို့စစ်ကောင်စီပြောဆိုထားကြကြောင်းသိရပါတယ်။ရွေးကောက်ခအစိုးရထံနိုင်ငံတော်တာဝန်များကိုဒီမိုကရေစီစံနှုန်းများနဲ့အညီလွှတ်အပ်ပေးသွားမှာဖြစ်ကြောင်းနိုဝင်ဘာလ9ရက်နေ့နဲ့ပိုင်းကနေဘရနီတက်စကနချက်ဖခဲ့တဲ့တမရော်လေးမှာလေရင်ရဟရဲများတတ်တော်ဝင်ချက်အခမ်းအနားတွင်တမရော်ကကွဲရုပ်စုချုပ်ပုံချုပ်မှုချင်းမယောင်းနိုင်ကပြောကြားခဲ့ကြောင်းသိရပါဗျ မြန်မာနိုင်ငံရဲ့အတိုးတက်လာတဲ့အခြေအနေများနဲ့အညီအများပြည်သူလူလာတောက်တက်ချက်ဖြစ်တဲ့လွတ်လပ်ရေးတရားမျှတတဲ့ Party Social Democracy တို့တွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပရန်ပြင်ဆင်ရရှိရာတွင်ရွေးကောက်ပွဲကနေပေါ်ချမ်းသာမဲ့ရွေးကောက်ခံအစိုးရထံနိုင်ငံတော်တာဝန်များကို Democracy စံနှုန်းများနဲ့အညီလွတ်အပ်ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့တာဖြစ်ပါရင်း ထို့သောဆောင်ရရတွင်ပြည်တွင်ပြပအဖွဲ့စည်းတို့သည်၎င်းတို့လူလာချက်အတိုင်းမဟုတ်၍ရွေးကောက်ပွဲမဖြစ်မြောက်စဉ်ရပြက်ပြစေနေလောင်ပေါင်းဆိုဖြင့်ဆွဲဖက်လုံဆောင်ဟန်တန်လျက်ရှိကတစ်ဖက်တွင်လည်းအကြမ်းဖက်တောင်းကျမ်းသူများသည်တပ်မတော်နှင့်ပြည်သူပူပေါင်းလုံဆောင်ချေမှုန်းမှုကြောင့်တဖြည်းဖြည်းအရင်းနှီးလာသည်ဟုပြောကြားခဲ့ကြောင်းသိရပါသည်။ထို့ကြောင့်၎င်းတို့ခေတ်သက်ဆူဝှထားတဲ့အနေများကိုဆက်လက်စုကန်ထားနိုင်ရအတွက်နိုင်ငံပိုင်လန်ဒရန်အဆောက်အုံများပြည်သူနှင့်အင်တိုက်တာနှင့်ပိုင်ဆိုင်မှုများကိုတိုက်ခတ်ဖျက်ဆီးလူရဲယူဆောင်လျက်ရှိခြင်းဟာ ဟန်တာချီမိုးရံတမရောအနေဖြင့်မိသူလူထုအကူအညီဖြင့်ဆက်လက်တိုးတက်ဆောင်ရွက်သွားမည်ဟုတမရောကကွယ်ရေးဦးစချုပ်ဟိုချုံမကြီးမင်းနိုင်ကပြောကြားသွားခဲ့ကြောင်းသိရှိရပါသည်။ဆက်လက်ပြီးတော့အာနာသိမ့်မှုစံချက်တစ်ဖြင့်ကရင်ပင်နယ်ကိုစစ်ကောင်းဆောင်ကအပြစ်တင်နေတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးမှဖြစ်ပါရယ်။ပြခဲ့တဲ့2021ခုနှစ်စစ်တအာဏာသိမ်းချက်ကိုဆက်ကျင်မှုများတိုးမြင့်လှုံ့ဆော်လာရခြင်းကရင်ပြည်နယ်နဲ့အပအဝင်ဖြစ်တည်ဟုအာဏာသိမ်းစကားဆောင်ဖို့ချုံမှုချင်းမင်းအောင်နိုင်က နေခွန်း30ပြည့်ကြာရောက်ခဲ့တဲ့ကရင်ပြည်နယ်နဲ့တဝန်းတော်တွင်ထပ်တွင်းပြောဆိုခဲ့ကြောင်းသိရပါတယ်။ထို့ကြောင့်ရခိုင်ကတင်းရဲ့အေးချမ်းမှုရှိခဲ့ပြီးတိုင်းဒေသပြည်သူများအေးချမ်းလို့လက်စွာဒွာလာနေထိုင်ခဲ့ကြတဲ့ကရင်ပြည်နယ်မှာရခုအခါမှာတင်းရဲ့အေးချမ်းမှုကင်းမဲ့ကပြည်သူများဆင်းရဲဒုက္ခနဲ့ရတည်ဟုစကားဆောင်ပြောဆိုထားပါတယ်။ချုပ်ပြင်း၎င်းတို့ကိုစံကျင်နေတဲ့လက်လက်ကအခွက်စင်းများကိုတွန်းလန့်ချင်မိုးရတွင်ဒိုင်းသားပြည်သူများအနေဖြင့်ပူပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်ကရင်ပြည်နယ်ရှိပြည်သူများကိုအလေးထားတိုက်တွန်းကြောင်း၎င်းပြောဆိုချပါသည်။ ။လာမယ့်ဒီဇင်ဘာလ28ရက်နေ့တိုင်းစကောမရှင်ရွှေကောက်ပွဲအပိုင်းတစ်အဖြစ်ခရိုင်အစင်းမြို့နယ်ပေါင်း100နဲ့2မြို့နယ်တွင်ကျင်းပသွားရန်ကြေညာထားပြီးကရင်ပြည်နယ်အတွင်းများရီတန်တော်ကြီးနဲ့ဗန်အန်တို့ပါဝင်ကကရင်ကိုစားပြုပါတီများအဖြစ်ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KMPP နဲ့ကရင်ပြည်သူ့ပါတီ KPP တို့ဝင်ရောက်ရှင်းပြသွားမှာဖြစ်ကြောင်းသိရပါတယ်။ဆိုပါစကောမရှင်ရဲ့ရွှေကောက်ပွဲနဲ့ပတ်သက်ပြီး ကရင်မျိုးသားအစည်းအဝေး KNU ဘုကလောဝလက်မခံကြောင်းနဲ့ကရင်ပြည်သူများကရင်လက်နက်ကန်အဖွဲ့အစည်းများကရင်နိုင်ငံရေးအင်အားစုများအပါအဝင်နိုင်ငံရေးပါတီများနဲ့ပြည်သူလူထုတရက်လုံးအကြမ်းမဖက်သောနှီးလမ်းများဖြင့်ဆန့်ကျင်သွားကြရန်တမဟာ၆နှစ်မြေရှိပြည်သူများဘာသာရေးကောင်ဆောင်များအချက်ဖက်နဲ့နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်တူးချင်းတော်လကောင်အဖွဲ့အစည်းရတော်လကောင်ရွေးကောက်ပွဲကိုကုညီပတ်ပေါ်ပူပေါင်းပါဝင်ခြင်းမပြုလို့ရန်ပြီးခဲ့တဲ့ဩဂုတ်လအတွင်းမှာတိုက်တွန်းထားကြောင်းသိရှိရပါသည် ဆက်လိုက်ပြီးတော့မြောက်ရီမြို့မှာမရိမှုများရဲ့တရားခဲအမှတ်9ရပ်ကွက်အချုပ်ရမှုမဘာတာအစွန်းရောင်စိုင်းမျိုးညွတ်ဦးကိုစစ်တလက်အောက်ခံကရင်ပြည်နယ်အစိုးရကစီမံထူးချွန်တတိယအဆင့်ဆုချင်းမြင့်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်။ကရင်ပြည်နယ်မြောက်ရီမြို့တွင်အသက်မပြည့်သေးတဲ့ကျောင်းသူအရွယ်မိန်းကလေးငယ်များအပါအဝင်မရိမှုများရဲ့တရားခံအမှတ်9ရပ်ကွက်အချုပ်ရမှုမဘာတာအစွန်းရောင်စိုင်းမျိုးညွတ်ဦးကိုစစ်တလက်အောက်ခံကရင်ပြည်နယ်အစိုးရကစီမံထူးချွန်တတိယအဆင့်ဆုချင်းမြင့်လိုက်ကြောင်းသိရပါရယ်။ ရမနီကြာရောက်ခဲ့တဲ့နေ့90နှစ်ပြည့်ကရင်ပြည်နယ်နဲ့အခမ်းအနားတွင်စစ်တလောက်ခန့်ကရင်ပြည်နယ်အစိုးရကအချက်ပါအတိုင်းဆိုင်းမြွညွဥကူစီမံထူးချွန်ချူတတရားအဆင့်စုကိုချင်းမြင့်ချင်ပြပါရယ်။ကရင်ပြည်နယ်မြောင်းရင်မြို့အမှန်ငါရှက်ွက်အချုပ်ရမှုလည်းဖြစ်မဘာသာအစိုးရတူလည်းဖြစ်သူဆိုင်းမြွညွကရဲရင်ရင်ချင်းနှမဲဖြင့်ဒမတ်စကုအခမဲ့စာတင်ကြောင်းဖွင့်ကအသက်မပြည့်သေးတဲ့မိကလေးငယ်များအပါအဝင်ကျောင်းသူဆယ်ဦးထပ်မတဲ့ကိုမရင်းကျင့်ချင်းနဲ့လိမ့်ပိုင်းဆိုင်ရာအမျက်ထမှုများဂျွလွန်ခဲ့တဲ့သူဖြစ်ကြောင်း ကျူးလက်ခံရတဲ့မိန်းကလေးငယ်များကတရားဝင်ချုပ်ဖို့ပြောဆိုချာဖြစ်ပါရယ်။ဆိုင်းမြို့မြို့ဦးခေါ်တဲ့ငဆိုင်ဒီမြားရီမြို့နယ်အမှန်၅ရှစ်ခွဲအချွေမှုဖြစ်တဲ့အပြင်စစ်တပ်ထောက်ခံတဲ့မဘာသာအစွန်းရအမျိုးသားရဲ့အစွန်းရတူလက်ဖြစ်ပြီး၂၀၁၂ခုနှစ်ကလေးကမဘာသာအဖွဲ့နဲ့စစ်တပ်ထောက်ခံရေးတွင်ထထဲဝဲဝပါဝင်လှုပ်ရှားတဲ့သူဖြစ်ပါရယ်။ဒမတ်စကူကျောင်းများခေတ်စားတဲ့ချိန်မြားရီမြို့နယ်တွင်လည်းရဲရင်အင်ဂျင်နံပါတ်ဖြင့်ဓမ္မစကူအခမဲ့စာတင်ကြောင်းဖွင့်ကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်များကိုကျောင်းသူများဖြင့်လက်ခံတင် जा ပေးခဲ့တာဖြစ်ပါရယ်။ ထို့သောအကြောင်းသူမင်းကလေးငယ်များကိုလက်ခံတင်ချပေးရင်2018 2018ခုနှစ်ပြည်ညသင်နှစ်အတွင်းအသက်73နှစ်အရွယ်ရှစ်တန်းကျောင်းသူတူနေထိုင်တဲ့အခန်းအတွဲသို့ဝင်ရောက်ကာမရိန်ပြုတင်ခဲ့ပြီးမိသူကုံများဖွင့်မပြောရန်ချိန်ချခဲ့ကြောင်းထို့ပြင်ကိုဝန်သားဆွေးများကိုလည်းတိုက်ခဲ့ပြီးတရားဝင်ယူမိဟုဆိုကအတင်းကျပ်စာချုပ်ကိုလက်မှတ်ရေးထိုးစေခဲ့ကြောင်းသိရပါသည်အလားတူချက်ကွဲအချင်းမှုကအချားမင်းကလေးငယ်များကိုလည်းမရင်းချစ်ချေလေးပိုင်းဆိုင်ရာမြတ်ထုတ်ခြင်းတို့ကိုလှုံ့ဆော်ခဲ့ပြီးမင်းကလေးစုစုပေါင်းဆယ်ဦးကျော်ရှိခဲ့ကဓမ္မစကူကျောင်းတီထောင်တွင်ဖြစ်လက်ကျောင်း နနေကအဖွဲ့စင်းများနဲ့ပူပေါင်းတဲ့သူဖြစ်၎င်းရခိုင်အချုပ်မှုများဖြစ်၎င်းထင်ရှားကြော်ကြားနေခြင်းမိတိအဖွဲ့စင်းကများအရေးယူခြင်းမရှိကြောင်းသိရှိရပါသည်။ကျောင်းသူမင်းကလေးငယ်များကိုမရိမှုကျွမ်းနှင်ချင်းလေမြထုတ်ခြင်းကျွမ်းနှင်ခဲ့သူဆိုင်းရွက်ညစ်တည်းအသက်၄၈နှစ်အရွယ်ခန့်ရှိနေပြီးအင်ထောင်ကွဲထားတဲ့သူတို့ဖြစ်ကကျောင်းသားကျောင်းသူများထားတဲ့ဘောရဆောင်အနောက်ဖက်၌မိသားစုဝင်များနေထိုင်ခဲ့ကြတာတူသမီးတူလည်းရှိနေကြောင်းသိရှိရပါသည်။ ။ဆိုင်းမြုံညက်ကသူရဲ့ Facebook တွင်မှာပတ်တာအစွမ်းရောက်တင်ကန်းဝရီယက်တူဝင်းကကူနာအပါဝင်အစွမ်းရောက်များစစ်တလောက်ခန်းကရင်လယ်နဲ့ကံညာနဲ့ရှိုက်ကူတတဲ့တပ်ပေါ်များကိုလည်းဝေဝေဆဆမျက်ဝေထားကြောင်းလည်းတွေ့ရှိရပါတယ်။ကျောင်းတက်ဆက်ပေးမှုကိုကျွန်မဗိက္ခာနာခုဖြစ်ပါရှင်။အဘိနာဆင်အတွက်အထူးပဲကျေးဇူးတင်ရှိပါရှင်။